ကဘာပေါ်ကရှားပါမျိုးစိတ် World's Rarest Species ကဘာပေါ်မှာမျိုးတုံးပြောက်ွယ်လူနီးပါးဖြစ်နေတဲ့တရိစံတွေအကြောင်းကိုသိကြပါသလားဒီဗီဒီယိုလေးထဲမှာလေ့လာကြည့်လိုက်ရအောင် ရုရှားအရှိဖျားနဲ့တရုတ်နိုင်ငံအရှိမြောက်ပိုင်းမှာတွေ့ရတဲ့အာမူးကြားတစ်ဟာကမ္ဘာပေါ်မှာမျိုးတုံးဖို့အနည်းငယ်ရှိဆုံးကြားတစ်တွေတဲကတကောင်ပါဝင် ဖြစ်ပါတယ်။တောရင်းမှာအကောင်ရေတရအောက်ပဲကြံပါတော့တယ်။သူတို့ရဲ့နေထိုင်ရာဒေသတွေပျက်စီးလာတာနဲ့အမဲလိုက်ခံရတာတွေကြောင့်မျိုးတုံးပြောက်ွယ်လူနီးပါးဖြစ်နေတာပါ။ ဘာဂွီတာဆိုတာကယ်လီဖိုးနီးယားပင်လယ်ကွေးမြောက်ပိုင်းမှာပဲတွေ့ရတဲ့ဝေလငါးငယ်လေးတစ်မျိုးပါအကောင်ရည်တစ်ဆက်ကောင်အောက်ပဲကျန်တော့တဲ့အတွက်ကဘာပေါ်မှာမျိုးတုံးဖို့အနည်းရရှိဆုံးရေနေနို့တိုက်တတဝါလဲဖြစ်ပါတယ်တရားမဝင်ငါးဖန်းနာတွေနဲ့မတော်တဆဖမ်းမိတာတွေကြောင့်သူတို့ရဲ့အရေးအတွက်ဟာတဖြည်းဖြည်းနည်းလာနေတာပါ ချီတောင်အာရှမှာအများပြားတွေ့ရတဲ့ဂျာဘာကျန်တွေဟာအခုဆိုရင်အင်ဒိုနီးရှားနိုင်ငံကဟိုဂျန်ခေါအောင်အမျိုးသားဥယျာဉ်မှာပဲတွေ့ရတော့ပါတယ်။အကောင်ရေ80အောက်ပဲကျန်တော့တဲ့အတွက်မျိုးတုံးဖို့အနေရရမ်းများတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။သူတို့ရဲ့နေထိုင်ရာဒေသတွေပျက်စီးလာတာနဲ့ဥချိုအတွက်အမဲလိုက်ခံရတာတွေကြောင့်မျိုးတုံးပျောက်ကွယ်လူနီးပါးဖြစ်နေတာပါ။ အာရှရဲ့ယူနီကွန်းလို့လည်းခေါ်ကြတဲ့ဆော်လာဟာ1992ခုနှစ်မှာဗီယက်နမ်နဲ့လာအိုနိုင်ငံကအန်နမစ်တောင်တန်းတွေမှာတွေ့ရှိခဲ့တဲ့ရှားပါးနို့တိုက်တက်တဝါတစ်မျိုးပါတောထဲမှာအနှဲငယ်ပဲကျန်တော့တဲ့အတွက်မျိုးတုံးဖို့အန္တရာယ်အများများပါတယ်အဓိကအားဖြင့်သူတို့ရဲ့နေထိုင်ရာဒေသတွေပျက်စီးလာတာနဲ့အမဲလိုက်ခံရတာတွေကြောင့်ဖြစ်ပါတယ် ာကာဘိုဆိုတာနယူးဇီလန်မှာပဲတွေ့ရတဲ့ပြန်တန်းလို့မရတဲ့ကျက်တူရွေးတစ်မျိုးပါအကောင်ရည်250အောက်ပဲကျန်တော့တဲ့အတွက်ကဘာပေါ်မှာရှားပါးဆုံးငှက်တွေတဲကတကောင်ပါဝင်ဖြစ်ပါတယ်ဒီငှက်တွေကိုတားရဲတရိစံတွေရန်ကနေကာကွယ်ဖို့နဲ့သူတို့ရဲ့နေထိုင်ရာဒေသတွေကိုထိန်းသိမ်းဖို့စူးစမ်းနေကြပါတယ် ဒီရှားပါမျိုးစိတ်တွေကိုကာကွယ်ဖို့အတွက်တင်တို့အနေနဲ့ဘာတွေလုပ်နိုင်မလဲတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကိုလှူဒန်းခြင်းမျိုးသုံးပြောက်ွယ်လူနီးပါးမျိုးစိတ်တွေအကြောင်းကို လေ့လာခြင်းနဲ့တခြားသူတွေကိုလည်းဝေမျှပေးခြင်းအဖြစ်ကူညီနိုင်ပါတယ်အခုပဲစတင်ပါဝင်ကြပါစို့